ဒီဖုန်းလေးကတော့ customer တယောက်ကမှန်လဲခြင်းလို့ဆိုပြီးတော့ပို့လိုက်တဲ့ဖုန်းလေးပေါ့နော်ကျွန်တော်စီကိုလာလဲတဲ့ Redmi Note 4D ဖုန်းတွေတော်တော်များ body တွေပါကွေးပြီးတော့ကြောက်လာကြတာများတယ်ဒါမျိုးအနေထားဆိုရင်တော့ body ပြန်ဖြောင်းမိပြီးတော့မှန်လေးလဲလိုက်လို့ရတာပေါ့ပြီးရင်ဒါမျိုးအနေထားလေးပြန်ရတာပေါ့နော်မှန်လဲထားရလဲမသိတော့ဘူးဒီဖုန်းလေးကြတော့သလေး Pro Black ပေါ့နော်သူကကြတော့အပေါ်မှန်လေးပဲကွဲတာ SCD တွေ touch တွေကကောင်းသေးတယ်ပေါ့ အဲ့လိုမျိုးလုံးနေကြတော့အပေါ်ကလပ်စ်လေးပဲတီးတန့်လဲလို့ရပါတယ်။ပြီးတော့ဒါမျိုးလေးဖြစ်သွားတာပေါ့။ Touch TV ရယ်လည်းအားလုံးကောင်းတယ်။မှန်ဟရယ်ပါရယ်လည်းမရှိဘူးပေါ့နော်။လုံးဝ original အတိုင်းပဲ။ဒီဖုန်းကြတော့ဘော်ဒီယာကွေးပြီးတော့ကွဲပါထားတယ်။ပြန်ဖြောင်းလို့ရတဲ့အနေထားလည်းမဟုတ်တော့ဘူးပေါ့။ဘော်ဒီယာလည်းဈေးကွက်ထဲမှာဝယ်လို့မရဘူး။ပြီးတော့ power လည်းမပွင့်တော့ဘူး။ဒီလိုလုံးနေဆိုရင်တော့ပြန်မပြန်ဖို့ပဲအကြံလေးပေးချင်ပါတယ်။ Mi series မှာဆိုရင် body တစ်ခုလုံးကို aluminum နဲ့သုံးမိထားတော့ကြတော့တောင်တောင်ကွေးဖို့မလွယ်ဘူးပေါ့နော်။ ရမီစီနဲ့ CV23 ဆိုရင်လည်းကော်ဘော်ရီသုံးမိထားတာပေါ့နော်။ဘောင်နဲ့ကော်ရီဆိုတော့အချမ်းမကန်ဘူးပြီးတော့လွတ်ကြသွားရင်လည်းအလွယ်တကူကွေးကြတာပေါ့